င်္ဂလာပါကျွန်တော်အခုဒီ hacker assistant လို့ခေါ်တဲ့ HA ပေါ့တို့က HA နဲ့ပတ်သက်တဲ့ job scope လေးကိုကျွန်တော်ရှင်းပြချင်ပါတယ်ဘာလို့ဒီလိုရှင်းပြလဲဆိုတာလဲကျွန်တော်မှအကြောင်းရှိပါတယ်เนาะအဲ့တော့ အလုတ်ကတော့ခေါ်နေတယ်ယောက်ျားလေးဦးစားပေးပေါ့နော်ပထမဦးဆုံးတော့ယောက်ျားလေးဦးစားပေးအားချမ်းလိုနေတယ် main clay လေးလည်းခေါ်မယ်နောက်ထပ်9ယောက်လောက်ရှိတယ်ဒီနှစ် twin မှာတော့ကျွန်တော်နောက်ထပ်အယောက်90လောက်ခေါ်ဖို့ရှိရယ်ဆိုတော့စာချုပ်လည်းချုပ်ထားပြီးသားဆိုတော့တည်ရင်ကိုကျွန်တော် agency ကနေပြီးတော့အတိအကျရထားပြီးသားအဲကျွန်တော်ကလည်းသူ့ကိုကူညီပေးပြီးတော့ interview ပါညာလုပ်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော် any how တော့မလျှောက်စေချင်ဘူးညီကောင်မောင်နှမတွေကိုအလုတ်ရဲ့သဘောတဘာဝကိုတီးပြီးမှ ကိုပါရီလောက်ရမလဲ ပါရီလောက်တက်ခုလိုတယ်ဘလို့ပင်ပန်းမလဲဘယ်ချက်တွေမှာပင်ပန်းပြီးတော့ဘယ်ချက်တွေမှာတက်တာမလဲဘယ်ချက်တွေရမလဲစားရလေးကိုအတိအကျတိပြီးတော့မှဒီအလုပ်ကိုရှောက်စေတယ်နော်ဟိုအလုပ်တစ်ခုရရင်ပြီးပြီးရောဆိုတာမျိုးရှောက်တဲ့အခါမှာဘာတွေကြုံရလဲဆိုတော့ဒါကျွန်တော်ကြုံခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်တချို့ညီမငယ်တွေဆိုရင်စင်ကိုမှာဟောပေါ့ domestic helper လို့ခေါ်တဲ့အိမ်ကူနဲ့အလုပ်လုပ်တယ်အဲ့တော့အလုပ်လုပ်လဲလုပ်ပြီးတော့ အ HA ကိုလာစာနည်းနည်းပိုကောင်းလို့ဘာလို့ဆိုပြီးတော့လုတ်တယ်ပေါ့လေနော်အဲ့တော့လာစာအနည်းဆုံး900ကနေပြီးတော့1400လောက်ထိရနိုင်တယ်အဲ့ဒါတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ကိုကိုသွားမဲ့ client ပေါ်မှာမူတည်ပြီးတော့ရတာဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ပြီးရင်ကျွန်တော်နောက်ထပ်တည်တန်းရှင်းရှင်းပြပေးပါမယ်အဲ့တော့အဲ့ဒီခါကျတော့ဟိုလာစာပိုရလို့ဆိုပြီးလာကြတဲ့အခါမှာအလုတ်တန်မခံနိုင်တဲ့ အခါပြန်ထွက်တာရှိတယ်။အဲ့တော့စင်ဘူမာကလည်းဒီမှန်မှန်ကန်ကန်လုပ်တဲ့ agent เนาะကျွန်တော်ပြောတဲ့စကားလေးကိုတခြားလေး highlight လုပ်ပါမယ်။မှန်မှန်ကန်ကန်အလုပ်လုပ်တဲ့ agent တွေကကြတော့အာကိုကအလုပ်ဝင်ပြီးတော့ဟိုမှာတစ်လနှစ်လအတွင်းမှာပြန်မယ်ဆိုလို့မလုပ်ချင်တော့ဘူးထွက်မယ်ဆိုလို့ရှိရင်တတ်မှတ်ထားတဲ့ amount တစ်ခုပဲ admin fee ဆိုပြီးယူခွင့်ရှိပြီးတော့ဂျန်နဲ့ပတ်စံပြန်ပေးရတယ်ဒါစင်ဘူရဲ့ law အရလောက်တာပါအဲ့တော့ဟိုအဲ့လိုမျိုးတွေမှန်မှန်ကန်ကန်လုပ်တဲ့ ဒီ agent တွေကြတော့အရန်နစ်နာတယ်နစ်နာတယ်ဆိုတာကသူ client ကိုသူကမျက်နှာသူကအရေးပေါ်လိုနေတဲ့အချိန်မှာပေးရတာဖြစ်တဲ့အတွက်မျက်နှာပြတ်တာပေါ့နော်ကိုလှုပ်ပေးထားတဲ့ကိုရှာပေးထားတဲ့သူကမမြဲဘူးဆိုရင်ဒါကိုအတွက်လည်းမကောင်းအောင်အဲ့တော့အဲ့လိုမျိုးဟိုမလုံးနိုင်လို့ပြောင်းနေဆိုတာဘာဖြစ်လို့လဲဆိုတော့အလုပ်တဘာဝကိုမတိလို့ဒါပေမဲ့အဲ့ဒီတုန်းကအဲ့ဒီညမတယောက်ကိုကျွန်တော်အဲ့လိုပဲအလုပ်ရှာပေးတဲ့အချိန်မှာအဲ့ဒီညမကိုတေးချာအေးချမ်းရလဲပြောတယ်ဟို မီးနော်အင်အကူနဲ့ဘက်ကဆစ်ဆန်နဲ့မတူဘူးနော်ပုံပြင်မှန်းမယ်နော်တေးချာလားတေးချာလားကျမတေးချာတယ်ဒီမှာမပြောဘူးအဲ့လိုမျိုးပြောပြီးတော့မှအလုပ်လုပ်တယ်ပြီးတော့မလုပ်ဖြစ်ဘူးဆိုတော့ client နဲ့ agent နဲ့မျက်နှာပြရတယ်ဆိုတော့ကျွန်တော်ခုပြောနေတဲ့အကြောင်းအရာတွေဒီဂျင်းထဲသော agent များအဲလိုမျိုးပေါ့နော်ဟို contract တွေကိုဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ပတ်စံတွေလိမ်ယူတဲ့ agent တွေကိုပြောတာမဟုတ်ဘူးအမှန်ကန်လုပ်တဲ့ agent တွေမှာအဲလိုအခက်အခဲတွေရှိတယ်အဲ့တော့ဟိုကျွန်တော်ပထမ ပြောထားတယ်အခုလက်ရှိပေါ့နော်အာဂျန့်လိုနေတယ်အာဒီ hacker assistant အဓိကတော့ယောက်ျားလေးဦးစားပေးရတော့အာဂျန့်လိုနေတယ် main ကလေးတွေလည်းခေါ်နေတယ်အဲ့တော့ရ9ယောက်လောက်ကျွန်တော်တို့ဟို interview ပြီးမိတ်ဆက်ပေးဖို့ရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့အာရှောက်ချင်တဲ့ညီကိုမောင်နှမတွေကနောက်ထပ်လည်းကျွန်တော်အယောက်90လောက်ဒီနှစ်အတွင်းမှာခေါ်ဖို့ရှိရအဲ့တော့ဒါတွေကအာချိုးပြီး information ပေးထားတော့ဒီညီကိုမောင်နှမတွေအနေနဲ့အာရှောက်ချင်တယ်ဆိုလို့ရှိရင်အလုတ်တဘာဝလေးကိုကျွန်တော်အရင်ပြောပါမယ်။ဘာတွေလုပ်ရလဲဆိုတော့ ူရဲ့အလုပ်တပါဟိုကလင်နာနဲ့တူတယ်ကလင်နာဆိုတာဟိုတန်ရှင်းရေပေါ့နော်တန်ရှင်းလုပ်တဲ့သူဆိုတော့ဒီနာဆင်းဟုံးမှာလုပ်ရတယ်နာဆင်းဟုံးဆိုတာလူအိုယုံပေါ့နော်လူအိုယုံမှာအလုပ်လုပ်ရတယ်လူအိုယုံမှာအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူအိုယုံရဲ့တန်ရှင်းရေတာဝန်ယူရတယ်ပြီးရင်အဖိုးဖွားတွေပေါ့လူအိုယုံဖြစ်တဲ့အတွက်နာဆင်းဟုံးဖြစ်တဲ့အတွက်အဖိုးဖွားတွေအတွက်စားတော့နော် အဲကျွေးပေးရတယ်ဟိုဟို blood pressure တွေတိုင်းပေးရတယ်အောက်ဆီဂျင်တိုင်းပေးရတယ်ဒါမျိုးတွေလုပ်ရတယ်ပြီးတော့အချင်းကြီးချင်းငယ်ပေါ့နော်ဒါဖိုးကြီးတွေဖွားကြီးဖြစ်တဲ့အတွက်တခါကျရင်စီးမနိုင်တာပါညာဒါပေမဲ့အဲခုခေတ်ကရန်ခေတ်ကောင်းနေပါပြီနော်ဒိုင်ပါတွေပါတွေနဲ့လုပ်ရတယ်နော်အင်တာပေါ့နော်ဒီ toilet cleaning လုပ်ရတယ်အဲ့တော့အင်တာတန်ရှင်းဆိုတာလည်းတကယ်တော့အဖိုးဖွားတွေဖြစ်တဲ့အတွက်တော့ဟိုဒီအဖိုးဖွားတွေရဲ့တဘာဝပဲရှိမယ်တကယ်တမ်းကအဲဒီခေတ်မှာတန်ရှင်းလုပ်ရတယ်ဆိုတာဟိုးရင်ခေတ်ကလိုမျိုး မဟုတ်ဘူးเนาะလက်အိတ်တွေဘာတွေနဲ့တည်တည်ချာချာစနစ်တကျเนาะရေပန်းတွေဘာတွေနဲ့တေချာရှင်းလင်းလေးလုပ်ရတာဖြစ်တဲ့အတွက်ဘလိုမျိုးအဲကျွန်တော်မြန်မာနိုင်ငံမှာလိုမျိုးပစ္စည်းမပြည့်မစုံနဲ့တန်ရှင်းလုပ်ရတာမဟုတ်ဘူးအဲ့တော့အဓိကအဲ့ဒါလုပ်ရအဲ့တော့ဒါပေမဲ့အခွင့်အရေးတွေကဘာတွေရှိလဲနော်ကျွန်တော်တို့ကတပတ်တရက်နာရမယ်နော်နာရတယ်ဆိုတဲ့အခါမှာနေစရာလည်းပေးတယ်နော်နေစရာကတော့ဒီအဆောင်သဘောမျိုးနော်ဆေးရုံဝင်ထဲမှာပေးမှာပေါ့နော် sorry နာစီဟောင်းဝင်ထဲမှာပေးမယ်ပြီးလို့ရှိရင် စားတော့ကရှမ်ပယ်ပဲเนาะကို shift နားတဲ့အချိန်ဆိုရင်အဲ့မှာ coffee တောက်မလားမုန်းစားမလားအသီးစားမလားအကုန်ရှိမယ်ဆိုတော့ဘာမှပူစရာမလိုဘူးအဲ့ကိုနားတဲ့ရက်ကလေးတစ်ရက်ကလည်းအများနဲ့တော့ Sunday မဟုတ်ဘူးဝန်ထမ်းဒီခြားရုံးဝန်ထမ်းတွေတော့မဟုတ်သူရဲ့အလုပ်တဘာဝအရာဘာလို့ရလဲဆိုတော့ကျွန်တော်တို့ဟိုပါပေါ့เนาะအဲ alternate ပေါ့သူသူရဲ့တတ်မှတ်ထားတဲ့နေ့တွေမှာဒီတစ်ဖက်မှာ Monday နိုင်ရင်နိုင်ရမယ်နောက်တစ်ဖက်မှာအဲ Tuesday နိုင်ရမယ် Sunday နိုင်ရမယ် Saturday နိုင်စသဖြင့်ပေါ့နော်အဲ့လိုမျိုး shift နဲ့သွားတယ်အဲ့တော့ဒါလေးကိုလည်းအဲတည်စေချင်တယ်အဲ့တော့ဟိုနောက်တစ်ခုကရှောက်မယ်ဆိုလို့ရှိရင်တော့ requirement တွေရှိတယ်နော် requirement နဲ့ agent fee တွေတော့ကျွန်တော်တည်တံ့နောက်မှပြောမယ်စိတ်ဝင်စားတယ်ဆိုရင်အဲကျွန်တော် message ပို့ခဲ့ပါနောက်တစ်ခုကကျွန်တော် ဒီအင်္ဂလိပ်စာလည်းအခြေခံတက်ဖို့လိုတယ်ပေါ့နော်အခြေခံပြောနိုင်ဖို့ဆိုနိုင်မှုရှိတယ်အင်တာဗျူးကြလို့ရှင်လည်းအင်္ဂလိပ်လိုပဲမေးမယ်အဲ့တော့ဒီကောင်မောင်မားတွေကိုပြင်ဆင်စေချင်တာကဒီ job scope လေးကိုတည်ပြီဆိုလို့ရှင်အရင်ဆုံးကိုကိုကိုဒီပင်မန်းတာကိုခံနိုင်လားအဲ့ဒါကိုအရင်ကြည့်ပါเนาะအဲ့ဒါကိုခံနိုင်နေဆိုမှလုပ်ပါပေါ့နော်တကယ်လို့တချို့ကလည်းလက်ရှိစင်မှုမှာလုံးလုံးနေတယ်အာ domestic helper နဲ့လုံးလုံးနေတယ်အဲ့ဒီကနေပြီးတော့မှဒီ ဟက်ကာ system ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ကိုလုံနေရတဲ့သဘာဝမတူဘူးဆိုတာလေးကိုကြည့်စေချင်တယ်။ဒါပေမဲ့ဘာကောင်းလဲဘာဆိုလဲအဲဒီအားနည်းချက်အားသာချက်လေးကိုကျွန်တော်ရှင်းပြပါမယ်เนาะ။အားသာချက်ကဘာလဲဆိုတော့ခုနကလို့ကိုကဝန်ထမ်းတစ်ခုဝန်ထမ်းဖြစ်သွားတဲ့အတွက်လွတ်လွတ်လပ်လပ်ထွက်လို့ရတယ်။အလုပ်ချိန်ပြင်ပပေါ့လေနော်။ ဟိုကအင်ကူကြတော့အင်ရှင်ပေါ်မှာမူတည်တယ်အင်ရှင်ကကောင်းရင်ကောင်းတယ်လို့စားရတောက်ရတယ်နေရထိုင်ရတယ်ဆိုပေမဲ့အင်ရှင်မကောင်းဘူးဆိုရင်တို့ကြွေးရစားတို့ထားတဲ့နေရာမှာနေတစ်ခါကြလို့ရှင်လေအဲတပတ်တစ်ခါထွက်လို့ရကြမှာရတာမျိုးတလားတစ်ခါထွက်လို့ရတာမျိုးပဲရှိတာမျိုးဆိုတော့အဲ့လိုမျိုးတွေ agreement တွေရှိတဲ့အတွက်အင်ကူလုံးနဲ့ hacker system အဲ့တခုတော့ကွာတယ်နောက်တစ်ခါအင်ကူလုံးက consistency ရှိရဒါဒါဒါပဲ အဲ hair care system ကြတော့ဘာကောင်းလဲဆိုရင်တကယ်လို့ကိုကလုံးနိုင်တယ်၊ကင်နိုင်တယ်အင်္ဂလိပ်စာလေးနဲ့ပါစူးစားရဆိုလို့ရှိရင်နော်တတိတွေကအဲကိုယ်နတ်စင်းနဲ့ပတ်သက်တဲ့အခြေခံတွေအစင်ကိုအစိုးရကထားပေးတဲ့သင်တန်းတွေကိုထားပေးမယ်နော်အဲ့ကြရင်ထားပေးရဆိုတော့တို့ကပတ်စံပေးပြီးထားပေးတဲ့အခါမှာဘွန်းတော့ထိုးရတယ်။မှာတို့ចောင်းထားပေးတဲ့အတွက်ဒီတန်တဲ့လက်မှတ်ရရဆိုလို့ရှိရင်လက်မှတ်ကိုတင်ထားမယ်။တစ်နှစ်တန်နေနှစ်နှစ်တန်နေလောက်ပြီးမှထုတ်ပေးမယ်။အဲ့ဆိုရင်အလုပ်ပြောင်းလို့ရတယ်။ဒါမှမဟုတ်လားဆိုတော့ထိုးပေးမယ်။ဆိုတော့ဒါမျိုးလေးတွေရှိတယ်။ ဆိုအဲ့အခွင့်အရေးတွေရတယ်အဲ့တော့ HA လို့ခေါ်တဲ့ Hacker Assistant ကနေ Nursing 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 Assistant ပေါ့နော် Nurse 8ပေါ့ sorry Nurse 8ပေါ့နော် Nurse 8 NA အထိပြောင်းသွားလို့ရတယ်နောက်ပိုင်းမှာ ကိုယ့်ရဲ့ဟိုအလုပ်ကလုံးထိုင်ရင်လုံးထိုင်သလိုကိုယ်ကျွမ်းကျင်ရင်ကျွမ်းကျင်သလိုကိုယ့်အတွက်အများကြီးတိုးတက်မှုတွေရတယ်နော်ဒါကဟို NA HA ရဲ့အတတ်ချက်ဆိုတော့ ဟိုကြီးမာအင်္ဂလိပ်စာအခြေခံတွေလိုအပ်တာဖြစ်တဲ့အတွက်เนาะဟိုကျွန်တော်ကိုဟိုဟာပေါ့အေဂျင့်နေပြီးတော့အကူအညီတောင်းထားတာရှိတယ်။အင်္ဂလိပ်စာ သင်ပေးမလားပေါ့တော့ဟိုကျွန်တော်လည်းလာမေးထားတယ်ရှေ့တော့အဲ့ရှေ့တီးတန်အင်္ဂလိပ်စာသင်တက်ချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါတော့တင်တန်းကြီးတက်တက်ရှုမယ်ကျွန်တော်ကျွန်တော်ကိုယ်တိုင်ဖြစ်စေဒါမှမဟုတ်ကျွန်တော်ရဲ့အာကျွန်တော်ဟာပေါ့နော် စိတ်ချရတဲ့ဆရာတရားရောက်နေတွဲတင်တာမျိုးဖြစ်ဖြစ်ကျွန်တော်လုပ်ပေးမယ်အဲ့တော့ဒါ HA အတွက်တီးတန့်လိုအပ်တဲ့အင်္ဂလိပ်စာ speaking ပေါ့နော်အဲ့တော့လိုအပ်တဲ့ဟို vocabulary တွေပါမယ်စကားပြောတာတွေလုပ်ဖို့လိုတယ်အဲ့တော့ okay တကယ်လို့အခုကျွန်တော်ပြောတဲ့ voice code တွေကိုနော်လုပ်ရမယ့် job scope တွေကိုနားလည်ပြီးအော်ငါတို့ကတော့ okay ဒီလိုခက်ခဲပေမဲ့လုံနိုင်တယ်ဒီ potential တွေကို challenge တွေကိုရှုမယ်စ조사မယ်လို့စဉ်းစားထားလို့ရှိရင်ပြင်ဆင်ထားဖို့ เนาะကျွန်တော်ပြီးလို့ရှိရင်ကျွန်တော် Telegram group လေးဖွင့်ထားတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်အဲ့ Telegram group ထဲမှာစိတ်ဝင်စားလို့ဝင်လာတဲ့သူတွေကိုကျွန်တော် link ပို့ပေးမယ်အဲ့ Telegram group ထဲကနေပြီးတော့အားလုံးအာဟိုပါဘောเนาะခဏနေကျွန်တော် Facebook live လည်းလွှင့်ဖို့စဉ်းစားထားတယ်ဘောเนาะနည်းနည်းတော့နောက်ကြနေဆိုတော့ okay အဲ့တော့ဒီ Telegram group လေးထဲကနေပြီးတော့ဟို email လိပ်စာလေးပေးပြီးတော့အဲ့ email လိပ်စာကိုရှောက်မယ်ရှောက်တဲ့အခါမှာဘာတွေလိုလဲဆိုတော့ကိုယ့်ရဲ့ CV လိုတယ်ပြီးရင်ကိုယ့်အကြောင်းကိုမိတ်ဆက်ထားတဲ့ introduction video 3မိနစ်ကနေ5မိနစ်စာလောက်ပဲအဲ့တော့အဲကျွန်တော်နာမည်ကျမနာမည်ဘယ်သူဖြစ်ပါလဲကျွန်တော်ရဲ့အရှက်ဘယ်လောက်ရှိတယ် weight ဘယ်လောက်ရှိတယ်နော်အဲ့အချက်လက်လေးတွေလိုတယ်အဲ့တော့အဲ့ဟာကိုကျွန်တော်တီးတန့်ဟိုစိတ်ဝင်စားတဲ့လူတွေကိုကျွန်တော် CV ဘာတွေပြင်ရမလဲ CV နဲ့အဲတခြားဘာတွေ CV အပြင်ကိုယ့်ရဲ့ introduction video လေးကိုဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်အခမဲ့ရှင်းပြပေးမယ်နော်ပုံမှန်ကတော့အဲ့ဒါကြီးအတင်းတင်းတင်တာပေါ့လေနော် အော်ဒါကိုကိုမြန်မာညီကောင်မောင်နှမတွေကိုကုညီတဲ့အနေနဲ့ပုံမှန်ဆိုရင်တော့ကျွန်တော်ဒီဟာတွေက training တပေါ်မျိုးဖြစ်သွားတာပေါ့နော် training ပေါ်ဖြစ်သွားတဲ့အတွက်ကျွန်တော်သင်တန်းရေးရှိရဲအခုကတော့ကျွန်တော် free တင်ပေးမယ်အစိမ့်ဝင်စားတဲ့ CV ဘယ်လိုပြင်ရမလဲ HR အတွက် CV နဲ့ introduction ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာစိတ်ဝင်စားရဲဆိုလို့ရှိရင်မန့်ခဲ့ပြီကျွန်တော်အဲ့ဒီဒါတီးတန့်ကျွန်တော် စီစဉ်ပေးပါမယ် နော်โอเคအဲ့လားဆိုရင်တော့အေရှင်ရဲ့ပတ်သက်တဲ့ Joscope လေးကကျွန်တော်အပြောချင်တာလေးတွေလုံလောက်ပါပြီကျွန်တော်နောက်ထပ် post လေးမှာ agent fee နဲ့ပတ်သက်တာတွေဒါမှမဟုတ်လည်းကျွန်တော် agent fee နဲ့ပတ်သက်တာကို Telegram group ထဲမှာပဲကျွန်တော်ပြောပါမယ် agent fee နဲ့မြန်မာပြည်က join မဲ့သူ single က join မဲ့သူတွေအတွက်ဘာတွေလိုအပ်လဲဆိုတာကိုသိသင့်ရှင်းပြပေးပါမယ်။ Okay ကျေးဇူးများတင်ပါတယ်။